ီစဉ်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးယောဂါပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှာဖြစ်ပါတယ်။ဟဲ့ထိုင်တကယ်ဘာလုပ်နေရလဲစပွဲပေါ်မှာဆေးရည်အများကြီးနေငါက တရုတ်စာကောလဂျင်လို့ခေါ်တယ်ဒါကဗီတာမင်စီဒါကအသားရုပ်လှပစေရလေညနာကိုလည်းကြည့်နေစေငါ့မှာအများကြီးရှိတဲ့နေယူမလားอืมယူပါဦးဆေးဆိုတာအဲ့လိုအများကြီးတောက်တာခေါင်းဝင်မကောင်းတာအဲအဲ့လိုအများကြီးတောက်တဲ့အချိန်ကြလို့ရှင်ဒါအသေးကိုအစိတ်ဖြစ်စင်နိုင်တယ်ဟာဟွန်းဒါအားပြည့်အစားစာရလေဟဲ့ဟိုကိုခန္ဓာကိုအတွက်အကျိုးရှိတာမဟုတ်ဘူးလားဟောငါခုနပြောသွားသလိုပဲတကယ်လို့ဒါအနေအားအများကြီးစားမယ်ဆိုလို့ရှင်ဒါအသေးနဲ့ပတ်သက်ပြီးတော့ကျန်းမာရေမကောင်းစေဘူးပေါ့နော် ငါဒီဆေးတွေကိုအများကြီးဝယ်တာဟာငါဆေးလေးနှစ်မျိုးပါတယ်မနှစ်မျိုးပါနေတကယ်ချင်းရဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာပြီးတော့နင်ကူရလို့ရှိရင်ဒီထပ်ပိုကြီးကုန်ပါနော်ဒီနေ့စိတ်နှိမ့်မဲ့အကြောင်းအရာတော့ toxic hepatitis လို့ခေါ်တဲ့ကျွန်တော်ဒီအစိတ်တောက်တွေကြောင့်အသည်ရောင်ရမ်းခြင်းအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ် အထူးသဖြင့်ကျွန်တော်တို့ဒီအရက်တောက်သုံးခြင်းတချို့သောဓာတုပစ္စည်းတွေဒါမှမဟုတ်တချို့သောဆေးဝါးတွေတချို့သောဒီဓာတ်စာတွေပေါ့နော်စသဖြင့်အဲ့ဒီဟာတွေနေပြီးတော့ကျွန်တော်တို့အသေးကိုအစိတ်တောက်ဖြစ်စေပြီးတော့အသေးရောင်ရမ်းခြင်းဖြစ်ပါတယ်အယောဂလက္ခဏာတွေနဲ့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသေးရောင်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအသားဝါမယ်မျက်စိတွေဝါမယ်ပြီးရှားမယ်အဲကျွန်တော်တို့ဘိုက်အောင်မယ်သူတို့ပြကျွန်တော်တို့ဒီညာဘက်နံရိုးအောက်မှာကျွန်တော်အောက်နာကိုခံစားရပါမှာ ပြီးကျွန်တော်မောဘန်းနန်းတွေမယ်အစာတောက်ပြက်မယ်ပြီးတော့အင်ဂျင်တွေထလာတယ်ပိန်သွားတယ်တခါကြောက်ချင်းစီးရကျွန်တော်တို့မဲမဲကြီးတွေသွားတဲ့အပိုင်းတွေရှိတယ်ပြီးတော့တချို့ဆိုရင်ပြုတ်တာအန်တာတဲ့အထိဖြစ်တာကိုကျွန်တော်တို့တွေ့ရှိရပါတယ်အထူးသဖြင့်ကျွန်တော်တို့ဓာတ်တွေကဆိုလို့ရှိရင်တချို့သောဥမာဆေးဝါးတွေပေါ့အလွန်ကျွန်းတောက်လိုက်တာပေါ့နော် overdose ပေါ့တချို့သောအကခဲပြောက်ဆေးတွေတချို့ကအလွန်ကျွန်းတောက်လိုက်တဲ့အခါမှာဆိုရင်အသေးကရုတ်တရက်ပြတ်သွားတာတွေကျွန်တော်တို့တွေ့ရှိရပါတယ် ဲ့လိုဖြစ်လာရင်တချို့ကအဲလိုချွေးစည်းပြန်ပြီးတော့ဗောနော်အန္တမူးလာပြီးဖြစ်လာပြီးတော့တချို့သတိလစ်သွားတယ်ဘိုက်တွေရအောင်လာဖြစ်ပါလားအဲလိုဖြစ်လာပြီးဆိုတော့ကျွန်တော်စေးုံစေးကန်ကိုအမြန်ဆုံးသွားဖို့လိုပါတယ်ငါလဲလေခေါင်းကိုက်လိုက်တာနဲ့အဆက်ပြေအောင်အမြဲယူတောက်လေးရှိရဟာပြီးတော့လေခေါင်းလေးနဲ့နဲ့ကိုက်တာနဲ့ငါယူတောက်တာဟင်ခေါင်းလေးနဲ့နဲ့ကိုက်တာနဲ့တော့ယူမတော့ပါနဲ့ခေါင်းလေးနဲ့နဲ့ကိုက်တယ်ဆိုလို့ရှင်သွားပြီးတော့အေးအလိုက်တာဖြစ်ဒါမှမဟုတ်လို့ရှင်နားလိုက်ရမယ်ဖြစ်ဖြစ်ကောင်းသွားမှာပါဟာ အဲဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအထူးသဖြင့်တော့ဒီအရက်တောက်တုံးခြင်းကြောင့်လည်းကျွန်တော်တို့ toxic ပေါ့နော် hepatitis ဖြစ်စေတယ်တခါတည်းနဲ့ကျွန်တော်တို့ဒီဓာတ်စာတွေပေါ့နော်စားမယ်ဆိုလို့ရှိရင်လည်းဟိုဓာတ်မတည့်မှုကြောင့်တခါတည်းအဆိပ်တောက်ဖြစ်ပြီးတော့အသေးရောက်လာလည်းဖြစ်တတ်တယ်တခါတည်းကျွန်တော်တို့ဒီအလောက်ကင်တွေမှာပေါ့နော်ဆက်မှုလုပ်ငန်းတွေမှာရှိတဲ့ဓာတုပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ထိတွေ့ပြီးတော့လည်းကျွန်တော်တို့အသေးပျက်စီးနိုင်တာကိုကျွန်တော်တို့တွေးရှိရပါတယ်ပြီးလို့ရှိရင်တခါတည်းကျွန်တော်တို့ဒီဗီဇတွေ ပေါ်တော့မျိုးပြောင်းသွားတဲ့ကြောင့်မို့လို့ဖြစ်နိုင်ရရှိတယ်။အဲနောက်ဆက်တဲ့ဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ဒီအသေးဟာဆိုလို့ရှိရင်ဒဏ်ရာရသွားတာပေါ့နော်။အဲမှာဆင်ကျွန်တော်တို့ဒီအသေးချောင်းမယ်။အဲတခါကျရင်ကျွန်တော်တို့အသေးပျက်စီးသွားမယ်ပေါ့နော်။နောက်ဆုံးအသက်ဆုံးရှုံးနိုင်တဲ့အထိကျွန်တော်တို့ဖြစ်ပြီးတော့တချို့ဆိုလို့ရှိရင်အသေးအစားထိုးရတဲ့အဆင့်တွေကျကျွန်တော်တို့ဖြစ်တာကိုတွေ့ရှိရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါတွေမဖြစ်အောင်ဆိုလို့ရှိရင်ဘယ်လိုများကာကွယ်လို့ရမလဲပေါ့နော်။ အထူးသဖြင့်အကလေးများကိုအတော်တကူဝယ်လို့ရတဲ့ကဲခဲပြောက်စီးတွေဆိုလဲကိုစိတ်ထင်ရနဲ့ကိုမတောက်ဖို့လိုတယ်အလွန်ကြုံမတောက်ဖို့လိုတယ်ဆရာဝန်မညွန်ကြားပဲနဲ့ဘာမှမတောက်တာကျွန်တော်တို့အကောင်းဆုံးဖြစ်ပါတယ်အားဖြည့်စာတွေတက်ဖြည့်စာတွေဆိုရင်လည်းတကယ်လို့ဥမာကကြွနဲ့ဒီဆရာဝန်တွေကနေညွန်ကြားမှပဲကျွန်တော်တို့စားတာပုံပြီးကောင်းပါတယ်နောက်တစ်ခုအကလေးများကိုလုံနေတဲ့အလုပ်ပါဆိုလို့ရှိရင်ဓာတ်ပစ္စည်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကို့မှာပေါ့နော်ဒီ precaution လို့ခေါ်တဲ့ဒီကိုကာဝယ်မှုအပိုင်းကိုအပြည့်ယူပြီးမှဟိုမှာလက်အိပ်ပဲဖြစ်ဖြစ် နော်နှာခေါင်းကပဲဖြစ်ဖြစ်ပေါ့နော်စသဖြင့်ဒီခြေအေးကွက်တာပဲဖြစ်ဖြစ်ခေါင်းကွက်တာပဲဖြစ်စသည်အဲ့ဒါတွေကိုတေချာဂရုစိုက်ပြီးတော့အလုပ်လုပ်ဖို့လိုပါတယ်နောက်တစ်ခုအကယ်၍များပေါ့နော်စေကူတာမှုခံယူမယ်ဆိုရင်လည်းကျွန်တော်တို့ဒီဆရာဝန်နဲ့တေချာပြတ်တာပြီးတော့စေကူတာမှုခံယူတင်ပါတယ်ဆိုရင်ငါဒီနေ့ကစပြီးတော့ဒီအဖြစ်စီလည်းမတောက်တော့ဘူးပြီးတော့ညကြလို့ရှင်လည်းစောစောစီးအိယာဝင်ပြီးတော့ပြပြဝါအနားယူရမယ်ဟာအေးမွားလို့ရှင်ငါကောင်းကြိုက်တတ်တယ် ဟုတ်တယ်အဲရောအာရှီအောင် ABS လေးကောင်းတယ်ပြီးတော့အသားရည်ကြည်လင်လှပ channel ဆိုလို့ရှိရင် hinding hinway နဲ့အသီးများများစပေါ့ဟုတ်တယ်မလားဩညို့ကျွန်တော်လက်ဆောင်ပြပေးခြင်းနေရသေးတာဒီမှာပါဗျာတာမန်ဆက်ပြရေးထက်ယောဂါပုံမွားဆယ်မျိုးကိုကာဝယ်ပေးနိုင်တဲ့ live point ဆက်ပြား ပရိသတ်များခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ပရိသတ်များအတွက်ကျွန်တော် Health Fit Season ရဲ့တင်ဆက်ပေးမှုမှာဆိုလို့ရှိရင်တော့ပရိသတ်များရဲ့အကျန်းမာရေးဆိုင်ရာဗဟုသုတရတိုးပွားစေဖို့အတွက်ပြပပေးကြရပဲဖြစ်ပါတယ်။ကျွန်တော်ပြပပေးခဲ့တဲ့အကြောင်းအရာတွေကိုပရိသတ်များအသုံးချပြီးတော့ပုံမအောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝရဲ့ဖန်တီးနိုင်နိုင်မယ်လို့ယူဆပါတယ်ခင်ဗျာ။အားပေးကြည့်ရှုပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်။ကျွန်တော်မနေ့ကပြန်လာခဲ့ပါမယ်။ဒီနေ့ပရိသတ်များအားလုံးပဲတဒါ ဒီအစီအစဉ်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးရောဂါပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှာဖြစ်ပါတယ်။